ကမ္ဘာမှာလက်ရှိနိုင်ငံတွေချင်းချင်းကြားပြည်ပခါတွေကြောင့်အရက်သားပြည်သူတွေထိခိုက်နေရမှုကိုရှော့ချနိုင်ဖို့လိုပေမဲ့စစ်မှတ်ပြည်ပခါတွေကတနေရာပြီးတနေရာဆိုလိုပေါ်ပေါက်နေတာပါအခုဆက်ပြီးစီးရီးပြည်ပခါနဲ့ဆိုင်တဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။နောက်ဖက်ကန်ဒေတာကဂျန်နင်ဒုက္ခတဲ့စခန်းမှာအစ္စရေးကဘူဒိုဇာဆက်ကြီးတွေနဲ့ရှင်းလင်းနေတဲ့အပြင်အရင်ကစီကားခဲ့တဲ့လမ်းမကြီးအတိုင်းလမ်းကိုချဲ့ပြီးဖောက်နေပါတယ်။အစ္စရေးနဲ့ဟမတ်စ်တို့ကြား 15လကြာစစ်ပွဲအပြစ်ရဖို့သဘောတူညီချက်ရခဲ့ပြီးနောက်တနေ့မှာပဲအနောက်ဘက်ကန်ဒေသမြောက်ပိုင်းမှာအစ္စရေးကထိုးစစ်စတင်ခဲ့တဲ့အတွက်ဂျင်နီနဲ့အနာကတူကမ်မြို့တွေကနေပါလက်စတိုင်းဒေသက4000ထက်မနည်းအိုးရင်ဆွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ဂျင်နီမြို့လေးရဲ့ပြောခွင့်ရဘက်ရှာမတ်တန်ဟန်ကတော့ لكن المناظر اللي شفناها يعني تقول مين يا راغا رو جنين دوكا دي سكان ها ဂျဘာလီယာစခန်းလို ဖြစ်လာတာပါ။နေနေအများကြီးဖြစ်စည်းခံရတယ်။ညာနေချီပြီးလုံးဝပျက်စီးသွားတာပါ။အကုန်လုံးမပျက်စီးသေးတဲ့အိမ်တွေလည်းမီးရှို့ခံရပါတယ်။အကုန်မီးမလောင်ပဲကြံနေတာတွေလည်းအပျက်စီးခံရပါတယ်။အခုဆိုရင်ဂျန်နင်းဒုက္ခသည်စခန်းမှာနေတဲ့သူတွေကိုအစ္စရေးတပ်တွေကအပြင်းထန်တိုက်ခိုက်နေတာကြောင့်စခန်းမှာလူနေလို့မရတော့ပါဘူး။လာပြီးဖြစ်စည်းတဲ့ အစ္စရေဘူဒိုဇာကဆက်နှလုံးထင်မင်းရှိနေတယ်လို့ပြောပါတယ်။ဒီစခန်းဟာပါလက်စတိုင်းတွေနတ်ဘာလို့ခေါ်တဲ့အစ္စရေနိုင်ငံစတဲ့ထူထောင်ခြင်း1948ခုနှစ်စစ်ပွဲအတွင်းနေအိမ်တွေကနေနှင်ထုတ်ခံရတဲ့ပါလက်စတိုင်းတွေရဲ့အမျိုးအနွယ်အဆက်ဆက်နေအိမ်တွေဆောက်မြို့တည်ထားတဲ့နေရာဖြစ်ပါတယ်။ဒီနေရာမှာကာလာတာရှိနေထိုင်ဖို့အခုဆိုအစ္စရေစစ်တပ်အင်ဂျင်နီယာအဖွဲ့တွေကပြင်ဆင်နေတာတွေ့ရတယ်လို့လည်းပြောပါတယ်။ အခုလိုပြင်ဆင်နေမှုနဲ့ပတ်သက်ပြီး February 23ရက်နေ့ကတော့ Israel ကာကွယ်ဝင်ကြီး Israel Katz ကသူ့တပ်ဖွဲ့တွေတာရှည်နေထိုင်နိုင်အောင် ပြင်ဆင်ကြဖို့အတွက် အမိန့်ပေးခဲ့တာပါ Anaklo me milkhama il ma terror a islami a kitsoni. ခုစင်ဝင်နေတဲ့စစ်ပွဲဟာဆွေယ်အစ္စလာမစ်ဂျမ်ဖတ်မှုကိုတိုက်ခိုက်နေတာပါ။ ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့အစ္စရေးပြည်သူတွေထိခိုက်အောင်လုပ်တံနဲ့ရင်ဆိုင်နေရတာကြောင့်အနောက်ဘက်ကမ်းဒေသက To Camp ဒုက္ခသည်စခန်းပါဝင်ဒုက္ခသည်စခန်းအလုံးမှာသူတို့မလုံရှားနိုင်အောင် IDF တပ်ဖွဲ့ကိုဝင်းကြီးချုပ်ဘန်ဂျမင်နီတယာဟုကရောကျွန်တော်ကပါညွှန်ကြားခဲ့တာပါဒါအပြင်လာမယ့်နှစ်အတွက်ဒီဒုက္ခသည်စခန်းတွေကိုရှင်းလင်းမှာဖြစ်ပြီးဒေသခံတွေကိုတော့ပြန်လာခွင့်ပြုမှာမဟုတ်ကြောင်းလည်းကာကွယ်ရေးဝန်ကြီးကပြောပါတယ်အနောက်ဘက်ကမ်းဒေသမြောက်ပိုင်းမှာ Israel ရဲ့ လနဲ့ချီတဲ့စစ်စင်ရေးဟာလွန်ခဲ့တဲ့အနှစ်20ကျော်ကာလပါလက်စတိုင်းတွေဒုတိယကြိမ်အစ္စရေးကိုတော်လှန်အောင်ကြွမှု Second Intifada နောက်ပိုင်းမှာအကြီးမားဆုံးဖြစ်ပါတယ်။ဒီစစ်စင်ရေးမှာ အစ္စရေးတပ်ဖွဲ့အများပြားပါဝင်ပြီး drone တွေရဟတ်ယာဉ်တွေ အကူအညီအပြင်တင့်ကားတွေကိုပါအမှားဆုံးတုံးလာတာလည်းဖြစ်ပါတယ်။အစ္စရေးရဲ့စစ်စင်ရေးဟာဒီဒုက္ခသည်စခန်းတွေကိုခြေကုပ်ယူပြီးအစ္စရေးကိုတိုက်ခိုက်နေတဲ့ အီရန်ထောက်ပံ့ပေးနေတဲ့ဟမတ်စ်နဲ့အစ္စလာမစ်ဂျီဟတ်ပါဝင်စစ်သွေးကြွအဖွဲ့တွေကိုရှင်းလင်းဖို့အတွက်ရည်ရွယ်တယ်လို့လည်းပြောပါတယ်။ဒါပေမဲ့သတင်းပတ်နဲ့ချီးပြီးကြာလာချိန်မှာတော့အစ္စရေးတွေကပါလက်စတိုင်းတွေရဲ့နေအိမ်တွေကိုဖျက်ဆီးပြီးပြန်မလာနိုင်အောင် နေရာရွှေ့ပြောင်းနေတာလို့ဂျန်နင်ဒုက္ခသည်စခန်းမှာတာသမီမင်းမြ20နဲ့နေထိုင်တဲ့ဟာဆန်အယ်ကတိဘ်ကပြောပါတယ်။ဖတ်တယ်ဟုတ် အကလောအီဇူရီတွေကဒီဒုက္ခတဲ့စကန်တွေရဲ့နာမည်တွေအမှတ်ရစရာတွေကိုမမှတ်မိအောင်ဖျက်ဆီးပစ်ချင်နေတာလေသူရဲ့သားဖြစ်သူကလည်းအစ္စရေးတွေဟာမြင်းမြန်သမျှကိုပြစ်ခတ်နေပြီးပါလက်စတိုင်းနဲ့ပတ်သက်တာမှန်သမျှဘာမှမရှိစေချင်တာကိုတွေ့ရတယ်လို့လည်းပြောပါတယ်ဂါဇာကိုအမေရိကန်ရဲ့ဖွံ့ဖြိုးရေးစီမံခန့်အတွက်ဌာနေပါလက်စတိုင်းတွေကိုဖယ်ရှားဖို့သမ္မတဒေါ်နယ်ထရမ့်က အကြံပေးခဲ့တယ်လို့အစ္စရေးဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ကလည်း ါကိုလက်ခံခဲ့တာကြောင့်ပါလက်စတိုင်းတွေကစိုးရိမ်နေကြတာဖြစ်ပါတယ်။ပါလက်စတိုင်းတွေဟာအစ္စရေးနဲ့ဂျော်ဒန်ကြားကကီလိုမီတာ100လောက်ရှိတဲ့ကျောက်ကပ်ပုံရှိတဲ့သူတို့ရဲ့အနောက်ဘက်ကဒေသနဲ့အတူဂါဇာကမ်းမြောင်ဒေသကိုသူတို့ရဲ့တီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ်နဲ့ထူထောင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ဒါပေမဲ့သဘောထားတင်ပါတဲ့အစ္စရေးတွေကအနောက်ဘက်ကဒေသကို အစ္စရေးတိုက်ပိုက်ဖို့ထပ်တလဲလဲတောင်းဆိုနေသလို ဆော်ရီအာရေဗျအပါဝင်အာရဗ်နိုင်ငံတွေကအစ္စရေးရဲ့အဓိကမဟာမိတ်အမေရိကန်ရဲ့ဖိအားကိုမလွန်ဆန်နိုင်မဲဖြစ်နေချိန်မှာသမရထရန့်ကိုရိုင်းကအနောက်ဘက်ကနဲ့ပတ်သက်တဲ့သူ့ရဲ့သဘောထားကိုမကြာခင်မှာချိန်ညမယ်လို့ပြောထားတာကြောင့်ဒေသခံပါလက်စတိုင်းတွေစိုးရိမ်နေကြတာဖြစ်ပါတယ်။